အစီအစဉ်ဆွဲပြီးပြည်ဦးလေးမျိုးကိုအလင်လာကြရာကနေသူတို့စီးလာတွေကပြတ်သွားခဲ့တာကြောင့်အနီးနားမှာရှိတဲ့ရှားတရာမှာတဲခုဖို့အတွက်အကြောင်းဖန်လာခဲ့ပါတယ်။ဒီကနေသူတို့တဲခုမိရဲ့နေရာကစုံမတရားဖန်တီးထားတဲ့နေရာဖြစ်နေခဲ့ပြီးဒုက္ခဘီကနေလွတ်မြောက်လာခဲ့ကြတာပါ။ကဲဒီတစ်ပိုင်းမှရောဖိုးတို့အဖွဲ့ကပြည်ဦးလေးမျိုးမှာဘယ်လိုလဲပဲကြမယ်ဆိုတာအမားနဲ့တူ ကြည့်လိုက်ရအောင်ပါနော်။ တို့တို့အဖွဲ့သားတွေလေသူတို့တဲခွေရမယ်အင်ကြီးရှိရာကိုကားလေးနဲ့ရောက်လာခဲ့ကြတာပါအကောင်လုံးကားပေါ်ကနေဆင်းလိုက်ကြပြီးနောက်မှာသူ့ဘုံကဝါအိမ်ရနေမိုက်လိုက်တာအကြည့်ပဲဟုတ်ပါတော့တော်တော်ကြီးတာပဲအဲ့ဒီအချိန်မှာပဲကိုချက်ကြီးရဲ့အရေးဖြစ်သူကအင်ကြီးလေးကနေထွက်လာခဲ့ဟေးချက်ကြီးတို့ရောက်လာကြမလားဟုတ်ကဲ့ရှင် မတွေ့ရကြသွားလို့အကြီးတော်ပုံနုလာတယ်လို့ပဲနော်အမေငါတို့တော့လှုပ်ပြီကဲကဲမမီးမင်းကိုချက်ကြီးလို့အိတ်ကိုကုတယ်ပေးလိုက်ပါမော်ဇီယာချက်ကြီးရဲ့အရင်ဖြစ်သူကကားဒရိုက်မှာမောင်မြင့်ကိုပြောလိုက်တာပါဟုတ်ကဲ့ပါရှင်အဲ့လိုပြောပြီးတော့ဖိုတူရိုရဲ့အထုပ်တွေကိုကုသနေခဲ့တယ်ကိုကြီးမြင့်ကျွန်တော်လည်းကုသပါမယ်ရပါတယ်ကိုကြီးနိုင်တယ်မဟုတ်တာပဲကုပါမယ်ဗျ ဒလိုနဲ့ဖိုးထုတို့လည်းကားဒရိုင်မာမောင်မြင့်ကိုအထောက်တင်ကုသိန်နေခဲ့တော်တယ်။မိဝိုင်းနဲ့တုပ်ပေါ်ကတော့အင်ကြီးကိုကြည့်ပြီးမှင်သက်နေခဲ့တာပါ။အကန်ရှိမှာတော့မော်စရာချက်ကြီးနဲ့ဖိုးထုတို့အဖွဲကထိုင်ကုန်မှထိုင်ရှိနေခဲ့ကြတယ်။ဝါကိုချက်ကြီးတို့အကြီးအိမ်ကရှယ်မိုက်တော်ပဲ။ဟုတ်ပါနော်။ချမ်းကြီးကလည်းကြည်ပြီးတိုက်လာရင်လေရီကလည်းအေးစိတ်နေရောပဲ။ အဲ့ဒီအချိန်မှာပဲမော်စရာချက်ကြီးရဲ့အရေးဖြစ်သူကအေးရီဒေတာတွေဘန်တကူနဲ့အေကန်ရှိကိုရောက်လာပြီးတမီးတို့ဟာဒီရရှာနေဦးကိုကြိုက်နေကြနေတဲ့တူရင်ဟုတ်တယ်ရေးရဲ့တမီးတို့ရောက်မှဆိုခုချင်းအောင်ပူချက်ပဲရေချိုးလိုက်ဖို့ထိုင်နေရင်းလဲပူတာပဲအကြီးလဲဒီရောက်တော့ဒီရရှာနေဦးကိုကြိုက်သွားပြီးဒီမှာပဲနေပြတော့တာကွကဲကဲစကားပြောနေရနဲ့အေးတော့ဖို့ပြောဖို့မိနေတာတော့ကြောင်လीဟုတ်ကဲ့ပါရှင် ။ဒါလို့နဲ့သူတို့အဖွဲ့လေးအရေးချပြီးတဲ့အေးကိုတောက်နေခဲ့ကြတယ်။တန်းနေမောင်ချက်ကြီးလာပါလို့ခေါ်တော့ကတော့မလာဘူး။ခုတော့ကောက်ကငင်းကနဲ့ချက်ချင်းကြီးမလာ။ဟုတ်တယ်ရှိရဲ့ကျွန်တော်တပည့်လူတွေကပြင်းလင်းကိုအလဲသွားကျင်တယ်လို့ပြောတာနဲ့အကောင့်နဲ့ဖော်ပြလိုက်တာပါ။ဝူး။ဩဒါလို့ကိုဒါနဲ့အကြီးကိုကျွန်တော်တပည့်တွေနဲ့မိတ်ဆက်ပေးအောင်မင်းဟိုဘက်ကကြက်ကြီးလုံးနဲ့တယောက်ကဖိုးထူတဲ့။ဟောပင်ယောင်နဲ့တယောက်ကတော့ငပိင်းနဲ့ ဝါတော်လီကတုတ်ပေါ်တဲ့။ဟိုဒီကအချောလီကတော့မိဝိုင်းနဲ့။အေးပါကွယ်။ဒီအောင်တုံးလေးနေရာနဲ့ရှောက်လေကြတိလား။အကြီးလေအရင်ကအောင်မိုင်းရွာမှာနေပြီးချက်ကြီးကိုထိမိခဲ့တာကွယ်။ဟာ။သူတော့မမှတ်မိတော့ဘင်းမေပေါ့။ဟာကြီးကလေကျွန်တော်ကမှတ်မိပါတယ်ဗျ။ဒါနဲ့ဖို့ထုတို့ကိုချက်ကြီးအရင်နေမရခင်အေးတဲ့မှတ်ထားကြအောင်။ဟုတ်ကဲ့ပါကိုချက်ကြီး။အရင်ခင်တွေ့ရတာဝမ်းသာပါတယ်ဗျာ။အေးပါကွယ်အရင်လမ်းဝမ်းသာပါတယ်။ တမီးတို့ဒီမှာတဲခွင့်ပေးလို့လေကျေးဇူးပါပဲအကြီးခင်ကိုတရားရဲသားချင်းနေပဲဟာကွယ်အဲ့လောက်ကတော့ပြောဖို့မလိုပါဘူးအကြီးခင်ကရွှေချောင်းအနေမကောက်ဘူးသဘောလေးအရန်ကောင်းတာပဲနော်ချက်ကြီးတပည့်တွေဆိုတာမမားနိုင်ဘူးတော့ကြီးအပြောစိုရိယာစတပုံစံနေပဲကဲပါကဲပါမင်းတို့လည်းခီးပန်းနေကြအောင်ပေါ့ဒီနေ့တော့နားလိုက်တော့မနေ့ပြန်လျှောက်လေကြမယ်ဟုတ်ပလားဟုတ်ကဲ့ပါကိုချက်ကြီးဒီလိုနဲ့ ိုးထုတို့အဝေသား၍လေအခန်းထဲကနေထွက်သွားခဲ့ကြသည်နောင်နေမနေရောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးထုတို့အဝေသား၍လေရှောက်လေကြောင်းတို့အတွက်အရှင်သိဖြစ်နေခဲ့ကြတာပါပြုံးလေရှားသည်တို့ကချမ်းစိတ်စိတ်နဲ့မိုက်သားပဲနော်ဟုတ်ပါနော်ကျန်းစိမ့်စိမ့်ဖြစ်နေတော့အဲ့လိုကောင်းပြီးအေးရလဲဝါတယ်အဲ့ဒီအချိန်မှာပဲအကြီးခင်ကြီးကသူ့တို့နာကိုရောက်လာခဲ့ ကလေးတွေလင်ချောင်းကိုအစင်သိမ့်မယ်လားအစင်သိမ့်မယ်ရေရဲ့အေးကွယ်အကြီးမောင်မီကိုနေရာနဲ့လိုက်ပြဖို့မှားထားတယ်ကွ။အကြီးတော်မလိုက်တော့ဘူး။ကောင်းကောင်းပြောခဲ့ကြနော်။ဟုတ်ကဲ့ပါရှင်။ဒါလို့နဲ့မောင်မြင့်လေမြင်လေစီပြီးတရုတ်ရှိကိုရောက်လာခဲ့တာပါ။ဘာတားတော့ကမြင်းလေးနဲ့ရှောက်လေရမှာလားယင်အကြီး။ဟုတ်တယ်ဘိုးသူရဲ့အထူးစံလေးဖြစ်သွားအောင်အကြီးအသည့်စီမှာတောင်းငါပတာပေးတာ။ ကျေးဇူးပါပဲရှင်။ကျွန်တော်တို့သွားလိုက်ပါဦးမယ်။ဤကွယ်ကောင်းကောင်းလေပဲကြ။ဒီလိုနဲ့မော်စီယာချက်ကြီးနဲ့ဖိုးတို့တို့အဖွဲ့သားတွေလည်းမြင်းလေးပေါ်ကိုတက်လိုက်ပြီးတော့မြင်းလေးလေးလေးတက်လိုက်ချင်းနှိပ်ထွက်လာခဲ့တော့လေ။အိမ်နောက်တော့ဖိုးတို့တို့လည်းမဟာအန်တုကန်နာဘုရားကိုရောက်လာခဲ့ကြတာပါ။ကဲပထမဆုံးခီးစစ်နေနေတော့ဘုရားဖူးရမှာပါ။ဒီဘုရားကဆူတောင်းပြေလို့ ညမဆူတောင်းလာခဲ့ကြနော်ကျွန်တော်ကတော့မြင်းလဲပေါ်ကနေပဲစောင့်နေပါမယ်ဟာအေးကွာဒါလို့ဆိုကျုပ်တို့ဖျားသွားဖူးလိုက်အောင်ဝူးအဲ့လိုပြောပြီးဖိုးထုတို့လည်းဖျားရှိမြင်မော်ကို တက်သွားခဲ့ကြတယ်ဖိုးထုတို့တွေစပယ်ပန်းနဲ့ပန်းဝင်ကြမှာအင်းဝင်လေဒါနဲ့မိဝိုင်းလေးစပယ်ကုန်းနဲ့ပန်းနေဝင်ပြီးဖျားဖူးချဖို့အတွက်ဖျားလေးကိုဝင်သွားခဲ့တော်တယ် ကုန်ဖျားဖူးကြပြီးနောက်တော့ဖျားလေးကနေပြန်ထွက်လာခဲ့ကြတာပါကိုချက်ကြီးကျွန်တော်တို့အမတ်တရားလေးပြအောင်ဓာတ်ပုံရိုက်မလားအင်းကောင်းပါပဲရိုက်ကြပါပေါ့ဒါလို့နဲ့သူတို့ခွဲသားပဲလေဖုန်းကိုထုတ်ပြီးဆက်ပြီးဆွဲလိုက်ကြတယ်စမိုင်းဆက်ပြီးဆွဲပြီးနောက်မှာဖူးထူအောင်ကဲသွားကြတော့မလားကိုကြီးမြင်လဲစောင့်နေတာပြေးနေတော့မေးโอเคလေးသွားကြစို့ ဒီလိုနဲ့သူတို့အဖွဲ့လည်းရှင်မြန်မောင်ကနေစီးရင်နဲ့မြင်းလေးရှိအောင်ကိုတောင်းနေခဲ့ကြတယ်။မိဝိုင်းနေမာရီဆုတောင်းခဲ့လေ။လှုပ်ဝက်ချက်အမေအချစ်ချင်းတွေကိုလှုပ်ဝက်နေသေးတယ်။နောက်တော့ဖိုးတူတို့လည်းပွဲကောက်ရေဒီကုံရှိအောင်ကိုရောက်လာခဲ့ပြန်တာပါ။ဝါပွဲကောက်ရေဒီကုံနဲ့အထင်းမှာရေဒီကုံရှိအောင်ထင်းနေနော်။တော့ကြည့်ကြည့်အောင်။ ဲ့လိုပြောပြီးတုတ်ပေါ်ကမြင်းလေးမော်ကနေစင်းပြီးရှေ့ကနေထွက်သွားခဲ့တော်တယ်။တုတ်ပေါ်တို့ကတော့သွားကြည့်မိဆိုလေစွတ်ပဲဟိဘသူမှအကိုမဆောင်တော့ဘူး။ဒလုံးနဲ့မော်စရာချက်ကြီးနဲ့ဖိုးထုတို့သုံးယောက်ကတုတ်ပေါ်နောက်ကိုလိုက်သွားခဲ့ကြတယ်။ဟဲ့အောင်တော့ဖို့ခဏဆောင်မအောင်ဟာလက်မဲ့မပါပဲအထက်ဝင်လို့မရအောင်နော်။အော်အဲ့လိုလား။ဟွတော်ဘောတို့များတော်သားမန်တိတ်တိတာတာပဲ။အောင်မသူလဲတော်သူမှာပဲဟောင်း။ ။နောက်တော့သူတို့အဖွဲ့သားတွေလည်းလက်မဲ့ဝယ်ပြီးတော့အထက်ကိုဝင်သွားခဲ့ကြတယ်။ပန်းချန်နှင်းကိုရောက်မှာတော့တော်ဘောကဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ပျော်နေခဲ့တာပါ။ဝါ။အကျိပဲရော။မိုက်တယ်မိုက်တယ်။တော်ဘောတို့ကတော့ဟေးခွေးပေါင်လေးကြာနေရပဲ။လှုပ်ကိုပျော်နေပြီဟေး။တော်ဘောကြီးအမတ်တရပုံရရအောင်လေဒီလာခဲ့အောင်။โอเคโอเคလာပြီလာပြီ ို့ပြောပြီးတုတ်ပေါ်လေသူတို့နောင်ပြေးလာခဲ့တော့လေကိုချက်ကြီးခိုးပေါ်မှာရွေ့နေရဟာဘာကြီးလဲအဲ့ဒါလားကေဘဲလို့ခေါ်တယ်အဲ့ဒါဆိုရင်တော့အောက်ကရှုခင်းအလှတွေကိုအကုန်မြင်ရတာပေါ့ဒါဆိုကျွန်တော်စီးရအောင်လားကိုချက်ကြီးမင်းတို့လေးတွေအစော့တန်တာနေတော့နောက်တစ်ကောက်လာမှစီးကြတာပေါ့ခုတော့အောက်မှာပဲအဝလေတော့ဟုတ်ပလားဟာကိုချက်ကြီးကလေလုတ်ပါနော်လူကြီးကမစည်းစီချင်းမစည်းနဲ့ပေါ့ငါပင်က ဟုတ်တယ်ငါတို့ကြောက်တယ်မစီဘူးကဲကဲတို့တွေဟိုနားလေးမှာဓာတ်ပုံတွားရိုက်ကြရအောင်ဟိုဘက်နားလေးမှာလည်းစင်နေရှိရလို့ကိုအင်းမီပြောလိုက်တယ်ဟာအဲ့ဒါအစားလေးတွားကြည့်ရအောင်မေးပြီးရင်မှန်တရားပေါ်လေတက်ကြရအောင်ဟုတ်တယ်ဟုတ်တယ်မှန်တရားပေါ်ကနေရေဒီကွန်လေးကြည့်လို့ရတယ်ကလေးတွေစိတ်ကြိုက်ဓာတ်ပုံရိုက်ထားကြပြီးရင်ကန်တော်ကြီးစီကိုတွားကြမယ်ဟုတ်ကဲ့ကိုချက်ကြီးဒလုံးနဲ့သူတို့အဖွဲ့သားတွေလေးစိတ်ကြိုက်ဓာတ်ပုံရိုက်နေခဲ့ကြတယ် ောက်ဆုံးမှာတော့မော်ဇီယာချက်ကြီးနဲ့ဖိုတူတို့အဖွဲ့သားတွေလည်းကန်တော်ကြီးကိုရောက်လာခဲ့ကြတယ်။ဖိုတူကကောင်းဝင်ကြီးကိုမော့ကြည့်လိုက်တယ်။ဟာမိုးရတော့မယ်နဲ့တူတယ်ဟိ။ဟုတ်ပါရဲ့။မင်းမြတ်တပ်ပေါ်ရိုက်ကြရအောင်။မိုးရလိုက်မလှပဲနေတော့မှာ။ဒလုံနဲ့မိဝိုင်ကပန်မိတ်နေနာမှာပေးပေးနေရင်ဖိုတူကတော့ဓာတ်ပုံနဲ့ရေးပေးနေခဲ့တာပါ။ကဲခလေးတွေဓာတ်ပုံရမ်းနေကြအောင်။ကျုပ်ဟိုနားအပေးအောင်မှာသွားနားလိုက်အောင်မေး။ဟမ် ဟုတ်ကဲ့ပါကိုချက်ကြီးတော်ပေါ်နဲ့ငပေကတော့တဖွဲဖြစ်ပြီးဓမ္မုံရိုက်ဖို့ပန်းမိနေရွှေရင်နေအလုံးရှုံနေကြတာပါငပေဒီနာကပန်းမိနေနေဟိုနာကပန်းမိနေရဘယ်ရပိုလှလဲအကုန်လှတယ်တော်ပေါ်ကြီးမလှတာဆိုလို့မင်းမင်ရှိတာအာဒီငပေတော့ဟိုဒလိုဆိုလဲဒီမှာပဲရိုက်တော်မယ်ဒလိုနဲ့တော့ပေါ်လေပို့စတီတစ်ခုပြီးတစ်ခုပေးနေနေအလုံးရှုံနေကြတာပါကဲရပြီရပြီငါ့လည်းပဲပြန်ရပြီတော့ ဟာဒီငယ်ဘိန်တော့ငါတော့ post ပေးလို့မပေးသေးဘူးလေငါရိုက်ထားပြီးတော့အကုန်လာတယ်တုပ်ပေါ်ရဲ့ငါလည်းမြေမြေရိုက်ပြီးတော့မိုးရလာတော့မှပြီးရောအဲ့လိုပြောပြီးတုပ်ပေါ်လေငဘိန်ကိုတလဲဓာတ်ပုံရိုက်ပြီးဖို့အလုပ်မှာဟမ်ငါ့ကိုရိုက်ပြီးပါဆိုတော့ရှုကင်းနေကြီးရိုက်ထားတယ်အေးလေမင်းကလှမှာမလားအတိကကပြုံးလျာရှုကင်းအောင်အမှတ်တရပြပသွားရင်ရပြီမဟုတ်လားဟာတော်ပြီကွာမင်းကိုမရိုက်ခိုင်းတော့ ဖိုးတူးနဲ့မိဟိုင်းကိုပဲရိုက်ခိုင်းတော့ဟိတ်ဟိတ်ဒါလို့ဆိုလဲငါလေတော့ရိုက်ပေးအောင်လေဟာမင်းမေရှုကင်းမာရင်ရပြီစို့ဒီမှာရှုကင်းနေမှာမင်းရိုက်ထားတာအများကြီးပဲရိုက်မနေတော့နဲ့ဟာငါရှုကင်းရောမင်းပုံမှာမျှတာအောင်ရိုက်ထားပေးရလေခုကငါပုံကတဘောမှမရိုက်ရသေးဘူးလေဟာဟာမသိဘူးမသိဘူးတပတ်မှာတဘောရိုက်နေကြတဲ့မိဝိုင်းနေဘူးသူဟာ ငပိန်တို့စီရင်နေအောင်ကြာသွားတယ်။ဟေးဒီနေ့ကဘာဖြစ်နေကြပြန်လဲမသိဘူး။ဟမ်သူတို့အဲ့လိုပြောနေတော့မှငိုရချလာခဲ့တယ်။အပေအောင်မှရှိနေရင်မှော့စရာချက်ကြီးဟာကလေးတွေငိုရလာပြီးဒီပင်အောက်ကိုပြေးလာခဲ့ကြ။ဟုတ်ကဲ့ကိုချက်ကြီး။ဒီလိုနဲ့ဖိုးထူးတို့လည်းအပင်အောက်ကိုပြေးသွားလိုက်ကြတယ်။ မိုးတိတ်သွားပြီးညနေပိုင်းအရောက်မှာမော်စရာချက်ကြီးနဲ့ဖိုးတူတို့အဖွဲ့သားတွေလည်းညင်းလေးစီပြီးအကြီးခင်တို့အိမ်ကိုပြောင်းလာခဲ့ကြတာပါရှေးနောက်ဆုံးတော့ပြောင်းလာပြီဟဲ့တနေ့ကပေးမန်းထားတာဆိုတော့အစ်စစ်နာတော့မြေဒလုံနဲ့သူတို့အဖွဲ့လည်းညင်းလေးပေါ်ကနေစင်းနေကြတော့သူတို့နောက်ကာဒစီယာရောက်လာပြီးကောင်းပေါ်ကနေအကြီးခင်နဲ့အမျိုးသားဖြစ်သူကစင်းလာခဲ့ကြတာပါဟေးမောင်ချက်ကြီးတို့ ခုမှခီးရရောက်လာလားကွချက်ချင်းလေးအရင်ဖြစ်သူရဲ့စကားကြောင့်ကြောင်သွားခဲ့တယ်။ဗျာဟိုကျွန်တော်တို့ကမနေ့ညနေကရောက်လာလေရေဟဲ့ဟုတ်လားဒါဆိုမောင်မီးကကြိုးထားပေးရလားမဟုတ်ဘူးလေရေအရင်ပဲသွားကြိုခိုင်းလို့ကျွန်တော်သွားကြိုခဲ့ပြီလားဟင်ဘယ်အချိန်လောက်ကလေအရင်အရင်နေ့ကနေ့လယ်လောက်တည်းကတငယ်ချင်းတယောက်ရဲ့ကားနဲ့လမ်းကြုံလို့ဆိုပြီး မင်းတို့ဦးလင်းနောင်ကိုလိုက်သွားခဲ့တာအဲ့ဒါမောင်ချက်ကြီးကိုဖုန်းဆက်တာလည်းမရတာနဲ့အမိကြိုရအောင်ဆိုပြီးမြင်မြန်ပြန်လာခဲ့လိုက်တာဒါလို့ဆိုကျွန်တော်တို့ကိုစောင့်ကြိုနေတဲ့အရှိကအရှိမဟုတ်ရင်ဘာတူလဲရင်တော်ဘောတို့လည်းအိမ်နှဝင်ဖို့အလို့မှသူဆန်နေအဖြစ်ပြက်ကြောင်းအင်ကြီးတဲကိုမဝင်နိုင်တော့ပဲရှိနေခဲ့ကြတာပါဖို့ဖို့တို့ဟိုတို့တို့တွေလေအဖွဲလာရင်တဲရဲချောက်ခံလိုက်ရလားဟင်အေးအဲ့လိုပြောများတယ်ဟာ ။ဒါနဲ့အရေးခင်ရဲ့အမျိုးသားဖြစ်သူကကဲပါခင်ရဲ့ခင်ရင်စကားကြောင့်ကလေးလည်းလန့်ငုံပါလိမ့်မယ်။အိမ်ထဲကိုအရင်ဝင်ကြရအောင်။လာလာကလေးတွေအိမ်ထဲကိုဝင်ကြမယ်။ဟုတ်ကဲ့ဦးလေး။ဒီလိုနဲ့သူတို့အဖွဲ့လေးဘေလီစံနဲ့အဖြစ်ပြက်ကို တွေ့ရင်နဲ့အိမ်ထဲကိုဝင်သွားကြကြတော့လေ။အေဂန်ရှိမှာတော့မော်စရာချက်ကြီးနဲ့အရေးခင်လိုလီမယားက အတူရှိနေခဲ့ကြတာပါခလေးတွေအပေါ်တက်သွားမလားချက်ကြီးဟုတ်ကဲ့ရှင်ဒီတိုင်းဆိုဟိုတော့ငါချောင်းလှန့်နေရဲ့တရေကပြန်ပေါ်လာပြီတင်နေရဲ့ချက်ကြီးရဲ့ဗျာဒီရေကြီးမှာတရေရှိနေခဲ့တာလားအဲ့လိုပဲပြောရမှာပေါ့အဲ့ဒီတရားဒီရင်ကြီးရဲ့မူလပိုင်ရှင်ပဲကွဒီရင်ကြီးကိုစိတ်ဆွဲပြီးမထွက်သွားနိုင်မင်းမင်းအကြီးတို့လည်းဒုက္ခမပြီးပဲတခါတလီမှသာပေါ်လာတာဆိုတော့ဒီတိုင်းထားထားမိရေဆိုပါတော့ဟမ် အမ်ဒါကြောင့်မို့ကျွန်တော်ဒီရောက်တည်းကစိတ်မတန်ဖြစ်နေခဲ့တာခုမှပဲအဖြစ်ပေါ်တော့တယ်ကဲပါခင်ရေကျုပ်တို့ကြောင့်ကလေးလည်းလန့်သွားမအောင်ပဲချက်ကြီးလာတော့လေအဲ့ဒီတဲ့ကိုဘယ်လိုလုပ်ချင်လဲနှင်ကျင်သမားဆိုလေနှင်ကြတာပေါ့ချက်ကြီးရောဘယ်လိုသဘောရလဲဒီလိုအကြမ်းမှနေပတ်သက်ရင်ငါတူအောင်ပို့တိမှာပေါ့တပတ်မှာတော့ဖိုးထုတို့အဖွဲ့သားတွေကအကန့်အကန့်နဲ့မှအတူရှိနေခဲ့ကြတာပါ တော်ဘောကဂဏီမာလှိမ့်နေရင်ချင်းအင်းမထိုင်နေရင်ငပိန်ကိုကြေးလိုက်တယ်ငပိန်တကားကောက်နေရလေဖွင့်မေးလိုက်အောင်ဟာတော်ဘောပြားကြောင်းအနားမထိုင်နေရင်ဖိုတူးနဲ့မိဝိုင်းလေးကြောင်သွားခဲ့ကြတယ်ဒီတော်ဘောတော့ယူနေပြီတင်နေငါတော့အသက်မကြားမိပါဘူးဖိုတူးတို့နင်တို့ရောကြားမိလားမကြမိပါဘူးမကြမိပါဘူးလုံမနေနဲ့နော်အရင်တကားပါဘူးဖွင့်ကြည့်လိုက် ဒလူနဲ့ငပိန်နဲ့အခန်းတစ်ခါကိုဆုံးခွင့်လိုက်ခြင်းမှာအခန်းထဲကိုအရှိခင်ရင်ဝင်လာခဲ့တာပါ။အော်အရှိခင်ရင်ပဲအရှိတကားခောက်နေအောင်သမီးတို့ကမကြောက်ဘူး။တော်ဘောတယောက်တည်းကြားလို့လေမဟုတ်ဘူးနဲ့လုံနေကြသေးတာ။အရှိလေသမီးတို့နားနေကြတယ်တင်လို့တော်တော်လေးပဲခောက်လိုက်မိတာကွ။ဖိုးသူကအရှိခင်ကိုတေချာကြည့်လိုက်တယ်။အရှိခင်အရှိကအရှိအစ်စ်မဟုတ်ဘူးမလား။ ဒါနဲ့တုပ်ပေါ်လေလှဲဟိတ်နေရကချက်ချင်းထထိုင်လေးတီဟမ်မဒါဆိုဘာကြီးလဲတရေလားဟုတ်ပါတယ်အရင်ကဒီမှာကတ်နေနေတဲ့တရေပါမင်းတို့လေးတွေရောက်လာတော့အရင်မျိုးတွေကိုအောင်းမိသွားခဲ့ပြီးစဉ်းသွားခဲ့မိတာပါအရင်ကိုခွတ်လို့ပါကွဟမ်ဟုတ်တာပဲရှိရဲ့ကျွန်တော်တို့ကတရေဖက်နဲ့အဖွဲကလားဆိုတော့ကိစ္စမရှိပါဘူးဗျဟမ်မင်းတို့လေးတွေကတရေဖက်နဲ့အဖွဲရလားဟုတ်ပါတယ်ဗျအလိုလေး ဒါလို့ဆိုအရင်ကိုလည်းဖမ်းမှလာရင်ဟိုအဲ့လိုတော့မလုပ်ပါဘူးကျွန်တော်တို့ကစိုးသန်းနေရဲ့တရိပ်လာပဲဖမ်းတာပါဝူးအော်အဲ့လိုဒါဆိုအရင်ကိုတခုလောက်ခွင့်ရလို့ရမလားဟင်ဘာများလဲအရင်ရဲ့အရင်ဒီရဲ့ခြေထဲမှာမနေတော့ပဲအရင်မျိုးတွေရှိရဲ့တရိပ်ပါအောင်သွားချင်လို့ပါအော်ဟုတ်ကဲ့ကျွန်တော်ကူညီပေးပါမယ်ဝူး နောက်တော့ဖိုးတူတို့လည်းတရဲကိုချက်မြင့်ထိသွားလိုက်ပို့ပြီးအကန်းရှိကိုပြောင်းလာခဲ့ကြတယ်။ဟမ်မင်းတို့ဘယ်ဟာဘယ်တော့မှအပြင်းထွက်သွားလေကွာ။ဆွမ်းလာလေဒီမှာကိုချက်ကြီးရဲ့ကျွန်တော်တို့အိမ်နောက်ဘက်ကနေထွက်သွားကြတာ။ဟမ်ဩအဲ့ဒါကြောင့်မသိလိုက်တာဘူး။ကိုချက်ကြီးကျွန်တော်တို့ဒီအိမ်မှာရှိနေတဲ့တရဲကိုသူ့မျိုးတွေစီကိုပို့မေးလိုက်ပြီဗျ။ဟေးဟုတ်လားမင်းတို့ဘယ်ကတဲမြန်သားပဲကိုချက်ကြီးတို့တော့ ခုပဲဘယ်လိုလုပ်မလဲဆိုပြီးတိုက်မိနေကြတာချက်ကြီးတပည့်တွေကပော့သေးသေးတော့မှုတ်ဘူးပဲဟိဒါမောဦးလေးရဲ့သားတော်ကတရေပန်းနေဖို့တို့အဖွဲပဲလေဟေးဟေးကဲကလေးတွေမနေ့ပြန်တော့ပြင်းလေရဲ့အထင်ကြီးဖြစ်တဲ့အစားစာတွေကိုလိုက်ကျွေးမယ်ဟိရှီမနေ့ခင်ကတော့တားနေပဲဟိဟုတ်ပါရဲ့မနေ့ပြန်တော့လေတော်ဘော်ဒီပဲအဝါသာကြိတ်တော့တားကတော့ပြင်းလေကစတော်ဘယ်ဒင်ကြီးတောက်ကျင်တာ ားကျင်နာမှန်များအကုန်မှတ်ထားကြအရေးတစ်ခုမှကြံအကုန်လိုက်ကြည့်ပြီဟုတ်လားကြီးဒါမှတို့ရေးကွဒီလိုနဲ့သူတို့ဖွဲ့သွားရင်လေရေးပွဲကြနေပြီးအုံးလေးကိုအလေရောက်လာတဲ့ဇာတ်လမ်းလေးလေးပြီးဆုံးသွားခဲ့